လူငယ်တွေပြည်ပထွက်ခွာရဲပေါ်စစ်ကောင်စီကနှီးမျိုးစုံနဲ့ကန့်တက်နေပြီးပြည်ပအလုတ်ကင်ရှောက်ဖွေအေဂျင်စီတွေကိုပါဖိအားပေးအရေးယူနေတာကြောင့်မြန်မာပြည်မှာအေဂျင်စီ600ခန်းရှိတဲ့ထဲက900ဝန်းကျင်ဟာလုပ်ငန်းတွေရင်နာထားရတယ်လို့အလုတ်ကင်အေဂျင်စီတွေဘက်ကပြောပါတယ်စစ်မှုထမ်းမှုအကျုံးဝင်တဲ့အမျိုးသားတွေကိုအလောက်ကိုင်းနိုင်ငံကူးလက်မှတ်ထုတ်မပေးတော့တာနဲ့ OWIC ကပ်ပါယာယီပိတ်လိုက်တာတွေကြောင့်အခုလိုရင်နာနေရတာလို့ဆိုပါတယ် ဒါအပြင်ပြပရအလုတ်သမားတွေရဲ့မိသားစုလွှဲပို့ငွေ25ရာခိုင်နှုန်းကိုတရားဝင်လမ်းကြောင်းကနေမလွှဲလို့ဆိုပြီးအလုတ်သမားစေလွှတ်တဲ့အေဂျင်စီတွေကိုအရေးယူခဲ့တာကြောင့်လဲအများစုရင်နာခဲ့ရတာပါလုပ်ငန်းတွေရင်နာထားတဲ့အေဂျင်စီ900လောက်ရှိပြီးကျန်တဲ့90လောက်ပဲဆက်လဲပတ်နေတယ်လို့လက်ရှိအလုံနာထားတဲ့ရန်ကုန်မြို့ကအလုတ်ကိုင်အေဂျင်စီတခုရဲ့တာဝန်ရှိသူတယောက်က RFA ကိုပြောပါတယ်။ကျောင်းလာလောက်ရှိတယ်ဆိုတော့ဒီ90လောက်ကတော့ လိုပဲနဲ့ပတ်ပြီးတော့ဒီမှာလက်ကြံလေးတွေရဒူးတိုးရော်လေးတွေရှိတာတွေတို့တို့ပြောသားနေအောင်စားလေးတွေရတာတွေအဲ့ဒါတွေဂျပန်လမ်းနာတို့ဘာလို့တော့ရှိမှာပေါ့လဲတော့900လောက်ကတော့ခြေနေတောင်းကြည့်နေရတဲ့သဘောပေါ့ဒါပေမဲ့ပတ်နိုင်ပြီပေါ့အလုံရနာထားတဲ့ AGC တွေဟာစစ်ကောင်စီရဲ့အလုံသမားဝန်ကြီးဌာနကိုလုတ်သားစေလွှတ်မှုမရှိကြောင်းတလားတစ်ကြိမ်အစီရင်ခံစာနဲ့တင်ပြနေရတယ်လို့လဲဆိုပါတယ် စစ်ကောင်စီအလုသမားဝန်ကြီးဌာနကဖေဖော်ဝါရီလ19ရက်နေ့ကစပြီး OWIC ကထုတ်ပေးမှုကိုယာယီရန်နာခဲ့ပေမဲ့မတ်လ20ကစပြီးပြန်ထုတ်ပေးမယ်လို့ပြီးခဲ့တဲ့ရက်ကကြေညာထားပါရယ်။အဲ့ဒီကြေညာချက်ထဲမှာပြပထွက်အလုလုံမဲ့သူတွေအနေနဲ့ OWIC ကရမှလင်းရင်လက်မှတ်ဝယ်ယူဖို့ကိုလည်းသတိပေးထားပါရယ်။ OWIC ကတ်ထုတ်ပေးရုံနဲ့မရပဲလူငယ်အမျိုးသားတွေကိုပြပထွက်ခွာခွင့်ပိတ်ပင်ထားတာပါဖိလျှော့ပြီးမှလုပ်ငန်းတွေပြန်လည်ပတ်နိုင်မှာဖြစ်တယ်လို့ပြပလောက်ကအေဂျင်စီတစ်ခုရဲ့တာဝန်ရှိသူတစ်ယောက်ကပြောပါဗျ။အဲ့ဒါပေးရုံနဲ့မရလေဆက်ရှိနေမှာလို့ငါမထည့်အောင်ဆိုတာဖိတ်အဲ့ဒါပါထပ်ဖွင့်အောင်ပါ။ဒါပေးရုံနဲ့မရလေအဲ့ဒါပေးတာတော့တော်တော်ကြီးဘာကြီးကောင်းလဲဆိုတော့မင်းကြီးတွေကောင်းတာပေါ့မင်းကြီးကြောင်းရတာပေါ့၃၅ကျော်တဲ့မင်းကြီးကြောင်းရတာပေါ့ ပြပထွက်အလုပ်လုပ်ခွင့်နိုင်ငံကူလက်မှတ်နဲ့ OWIC ကက်ရှိထားတဲ့အလုပ်သမားတွေခွင့်ရစီပြီးတော့လုပ်ငန်းခွင့်ပြန်မယ်ဆိုရင်အလုပ်သမားဝန်ကြီးဌာနကို9ရက်ကြိုတင်လျှောက်ထားပြီးခွင့်ပြုချက်ရမှပြန်ထွက်ခွင့်ပေးမယ်လို့လည်းကြေညာထားပါတယ်။ဒီကန့်သက်ချက်ကြောင့်မလေးရှားကနေခွင့်နဲ့မြန်မာပြည်ပြန်လာတဲ့လူငယ်တယောက်လည်းလုပ်ငန်းခွင့်ပြန်ဖို့အခက်အခဲဖြစ်နေပါတယ်။ခွင့်ပြန်နေဆိုရင်ရင်ကအသက်ပိုင်ချထားတာမရှိဘူးလေ။ကိုကဟိုကခွင့်နဲ့ပြန်လာတာ ခုဒီရောက်မှအဲ့ခွင့်ပြက်နေတော့အကုန်လုံးက OWIC တွေကဟိုတက်ဆက်ရှင်နဲ့၃၀ခန်းနဲ့ကြားတယ်ဟိုပိတ်သွားတယ်ဆိုတော့လေအဲကျွန်တော်တို့ခက်ခဲတာပေါ့ပြန်မတက်ရင်လေကိုယ်တွေ့မှကြာဆုံးရှုံးမှုရှိတယ်လေကျွန်တော်ကလည်းအတပိုင်းခြားထဲမှာညီးပြီးတယ်လေဇန်နဝါရီလကလည်းပြည်ပရောက်အလုသမားတွေကမိသားစုလွှဲပို့ငွေတရားဝင်မပို့တဲ့အပေါ်စစ်ကောင်စီရဲ့လုံသမဝင်ကြီးဌာနက agency တရားဝန်ကျင်ကိုယာယီပိတ်သိမ်းခဲ့ပါတယ်။ ဖေဖော်ဝါရီလ3ရက်နေ့ကလည်းစစ်ကောင်စီကိုအခွင့်မဆောင်တဲ့ပြည်ပအလုတ်ကင်ရှောက်ခွေအေဂျင်စီတရားကြော်ကိုလုပ်ငန်းလုတ်ကင်ခွင့်ဆိုင်ငံ့ခဲ့တယ်လို့အေဂျင်စီတွေကပြောပါတယ်စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေအရ2024ခုနှစ်အောက်တိုဘာလ15ရက်နေ့အထိပြည်ပအလုတ်ကင်အေဂျင်စီ995ခုရှိပါတယ်ရှင့်